ထမအမေကမျက်ရည်ကမှက်လားဆရာတို့တော့မျက်ရည်ကမှက်အစ်စ်လားအတုလားမျက်ရည်ကမှက်တင်းရုံနဲ့ကိုဝင်သလားမဝင်ဘူးလားဆိုတိဖို့အတွက်ဆရာတို့ဒီမျက်ရည်စီးကြောင်းလေးရနေပြီးတော့မျက်ရည်ကျလို့ချင်းမျက်ရည်စီးကြောင်းလေးရနေပြီးတော့မလွတ်တဲ့မှက်အမျိုးသားတွေကိုမျက်ရည်ကမှက်စီးရင်ဝင်ပါတယ်နော်အဲ့တော့ကိုယ့်ရဲ့ကိုယ့်ရဲ့မှက်ကိုကိုပြန်ကြည့်နော် ဒီမဲ့ကဒီမျက်ရည်ကျလို့ချင်းမျက်ရည်စီးချောင်းတက်တက်နဲ့လွတ်တလားမလွတ်တလားဆိုတာကိုသိချာကြည့်ပြီးတော့တကယ်လို့မျက်မျက်ရည်စီးချောင်းနဲ့မလွတ်တဲ့မဲ့ဆိုလို့ရှင်အဲ့ဒါမျက်ရည်ကမဲ့သင်းတဲ့ကိုအကျုံးဝင်နဲ့မှက်ဖြစ်တော့ကြောင်းမျက်ရည်ကမဲ့ရဲ့ဟောကင်းလေးတွေကိုဒီကော့မလေးကိုထောက်ပြီးတော့နော်နောက်ထောင်နိုင်ပါတယ်နော်အဲ့ဒီမျက်ရည်စီးချောင်းကလွတ်နေရဆရာရဲ့နော်ဒီမျက်ရည်စီးချောင်းလွတ်ပြီးတော့ဒီမျက်နှာပြင်ရဲ့အနိမ့်ပိုင်းနေရာကလွတ်ပြီးတော့ ဒီမှုမှုနေရာတွေမှာပါလို့ရှိရင်အဲ့ဒါသပယ်တင်မဲ့စင်းရင်းနဲ့ဝင်နေဖြစ်ပါတယ်နော်။ဒါကြောင့်မလို့ကိုယ့်ရဲ့မဲ့လေးကိုပြန်ကြည့်ပြီးတော့ဒါဟာမျက်ရည်ကမဲ့အကျုံးဝင်လားမဝင်ဘူးလားမျက်ရည်ကမဲ့စင်းရင်းဝင်လားမဝင်ဘူးလားမျက်ရည်ကမဲ့ကလွတ်ပြီးတော့ကောင်းကျိုးပေးတဲ့သပယ်တင်မဲ့စင်းရင်းနဲ့ကိုပါတလားဆိုတာကိုနော်ကောမလေးမှာလည်းနော်ပြန်ပြီးတော့တရားကိုပြန်ပြနိုင်ပါတယ်နော်။အဲ့တော့အားလုံးကိုသိနေပြကျမ်းမာချမ်းသာကြပါစေ။